2025ခုနှစ်မေလ30ရက်နေ့မြန်မာစံတော်ချိန်9:00နာရီအချိန်ထုတ်ပြန်ချက် Yanni, Nyama Zendo Ching, Ngana Yi Ching, Tang Twa Chem Ya Aya, Minola Dish Nangan, Mungala Mio, Mungala Yi and Nau Tang Badma, Kung Dung Bang Dita Miago, Pyajo Kedo, Akong Do Mung Dang E, Deep Depression D, Miao Ashim Miao Batu, Hui La Kebi, Daka Mio, Daka Yi and Nau Tang Badma, Kung Dung Bang Dita Miago, Sala Pyajo Let Hibadi. Suba Akong Do Mung Dang E, Miao Ashim Miao Batu, Sala Yui La Nai Bi, Nau Sendu Nai Yi Atuin, Mung Dang E, Atitu Legong, Nau Tong Sachau Nai Yi Atuin, Lipi Ane Yi อ้วงผือตัวเล็กองอาเลียวตัวไหนดีหูคำแม่ยาบาดี အဆိုပါအားကောင်းသောမုန်တိုင်းငယ်၏အချိန်ကြောင်းယနေ့နနက်မှ26ရက်2020မှာယနေ့အတွင်နေတီတော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးဘဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာအနက်အပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများတွင်ဒေသအလိုက်နှင့်နေရာ ွက်ရွေးမိုးချီနိုင်ပါသည်မြက်ဝကျုံပေါ်ရခိုင်ကမ်းရိုးတန်းတလျောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်မကြာခဏမိုးသက်လေပြင်းကြားကြရောက်ပြီးလိုင်းအလွန်ကြီးမီမိုးသက်လေပြင်းကြဆင်းရေပြင်းမြေပြင်းလေသည်တနအီလျင်မိုင်40မှ45မိုင်အထိတိုက်ခတ်နိုင်ပါသည်လိုင်းအမြင့်မှမြက်ဝကျုံပေါ်ရခိုင်ကမ်းရိုးတန်းတလျောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်14ပင်မှ16ပင်ခန့်ရှိနိုင်ပါသည်မူတမခွေမွန်တနင်္သာရီကမ်းရိုးတန်းတလျောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရန်ဖန်ရန်ခမိုးသက်လေပြင်း များကြရောက်ပြီးလိုင်းကြီးရမှာလိုင်းအလွန်ကြီးပြီးမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည် တနာရီလင်း35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပါသည်လိုင်းအမြင့်မှာမူတမခွေမွန်တနင်္သာရီကမ်းရိုတန်းတလျောက်နှင့်ကမ်းလွန်ပြင်းလေပြင်းတို့တွင်ကိုးပင်မှ73ပေခန့်ရှိနိုင်ပါသည်တို့ဖြစ်ပါ၍ မိုးသေးထန်စွာညွာသွင်းခြင်းဤအတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ခြုံခြင်းမိုးချိုပစ်ခြင်းလက်စည်းလက်ချင်းမိုးတီးချွေခြင်းလက်တွပြည့်ရည်ချီခြင်းနှင့်မြေပြိုခြင်းဆက်သည့်တဘာဝဘီအန်ဒရင်လာဖြစ်ပေါ်နိုင်ပါသည်။ကုန်းမြင့်ဒေတာအနည်းတွင်ညှိထန်ကြသူများအနည်းဖြင့်မြေပြိုမှုအန်ဒရင် မြင့်နဲ့ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျံမှုများကိုကြိုတင်တတိပြုဆောင်ရှားနိုင်ပါယနေ့ပြည်တွင်းရေချောင်းသွားလာရေနှင့်လေချောင်းပြန့်တန်းရေအနေဖြင့်လင်ကြိုတင်တတိပြုနိုင်ပါယံတတိပေနိုးစော်အပ်ပါသည်